ဲ့ဒီတော့ကသူပြောသွားတဲ့စကားလေးတစ်ခုရှိကိုရီးယားနိုင်ငံမှာဗုဒ္ဓဘာသာလူငယ်တွေအားတဲ့သူတို့နိုင်ငံဗုဒ္ဓဘာသာဖြစ်နေလို့ဟိုဗုဒ္ဓဘာသာဖြစ်လို့ရှိရင်မတိုးတက်ဘူးလို့ယုံကြည်တယ်လို့သူပြောတယ်လူငယ်အများစုစိတ်ထဲမှာဗုဒ္ဓဘာသာဖြစ်လို့မတိုးတက်ဘူးလို့ဒီလိုယုံကြည်အဲ့တော့အဲ့ဒီယူဆချက်တွေကတော့တကယ်ကတော့တလွဲသွားပြီးတော့ပြစ်မှတ်ထားနေကြတယ်လို့ပဲဒီလိုပဲယူဆတယ် ဘာဖြစ်လို့သူတို့ကဘုရားဘာသာဖြစ်ရင်မတိုးတက်နိုင်ဘူးလို့ဆိုသူကြည့်တာ၅ပါးသီလလေသူများတယ်မတရားဘူးသူမျိုးသူများဥစားမခိုးရဘူးသူတို့ဘာသာမရမစော်ကားရဘူးအယက်သေးစားလိမ့်မပြောအောင်ယက်သေးစားမတော့စားဘူးဆိုတဲ့ဒီ၅ပါးသီလမလောက်ရဘူးမလောက်ရဘူးဆိုတာတွေလောက်ပဲသိပြီးတဲ့အခါကျတော့ဒီတားမြစ်ချက်တွေကြောင့်ဘုရားဘာသာကြီးပွားတိုးတက်မှုဟိုနှောင့်နှေးစေတယ်လို့ဒီလိုယူဆတယ်ပေါ့အဲ့ဒါလိုယူဆပြီးတော့ပြောတဲ့စကားတွေပေါ့နော်အဲအဲ့ဒါမျိုးတို့ ဒီဒါကဒီအကြောင်းတစ်ခုကမြတ်စွာဘုရားဟောတဲ့တရားတွေမှာလည်းရှိပါတယ်ဒါအဖြေမှန်လည်းမဟုတ်ဘူးအကြောင်းလည်းမဟုတ်ဘူးဒီမှာဒီဗုဒ္ဓဘာသာအများစုရှိသောမြန်မာနိုင်ငံဒီကဘာပေါ်ရှိအခြားနိုင်ငံများနဲ့ဆက်လည်းဖွင့်ပြမှုနောက်ကျနေပါသေးသည်တဲ့ဆိုတော့အီသီယိုပီးယားတဲ့တော့ရှေ့တန်းရှိပါသေးတယ်လို့အောင်အဲ့တော့ဒီမှာ မြန်မာပြည်သူတို့သည်ဗုဒ္ဓဓမ္မကိုလိုက်နာကျင့်ကြံကြပြီဆိုရင်ချမ်းသာကြွယ်ဝသောနိုင်ငံဖြစ်လာနိုင်ပါသလားလို့ဆိုတာဗုဒ္ဓဓမ္မလို့ဆိုတဲ့နေရာအဲ့ဒါကိုနှစ်ပိုင်းခွဲဖို့လိုအပ်တယ်လောကီကိစ္စလောကုတ္တရာကိစ္စအဲ့ဒီနှစ်ခုကိုဒီကိုကနိဗ္ဗာန်ရကြင်လို့တရားကျင့်တာလားသို့မဟုတ်စီးပွားရှာတာလားစီးပွားရှာတာလားဆိုလို့ရှိရင်မြတ်စွာဘုရားဟောထားတဲ့ လောကမှာစီးပွားရစီးပွားဖြစ်နိုင်တဲ့နိလန်းတွေမြတ်စွာဘုရားဟောတာရှိတယ်လေအဲ့တော့ညမလူမျိုးတွေမတိုးတက်တာဟာလုပ်ငန်းမကျွမ်းကျင်လို့ဓာတိဟာပဲရှာရနော်မကြိုးစားကြလို့လားမကြိုးစားတာတက်ဥဋ္ဌာဏတံပရာဂျိုးပန်းအထုတ်မှုဆိုတာရှိရဂျိုးပန်းအထုတ်တဲ့အခါမှာလုပ်ငန်းကျွမ်းကျင်မှုလိုအပ်တယ်နောက်ဆွဲကောင်းမှုလိုအပ်တယ်ဤပညာလိုအပ်တယ်ဒါကတံပရာတစ်ခုထဲမှာဖွဲ့စည်းထားတဲ့အချက်၃ချက် နောက်ပြီးလို့ရှိရင်အာရခတံမရာအလေလွင့်မရှိအောင်ထိမ့်သိမ့်တတ်ဖို့နောက်တတိယကတမစီဝိတာဝင်ငွေထွက်ငွေမြတ်တော့အောင်သုံးဆွဲတတ်ဖို့ ਨੇ ကလျာဏမိတ်တတာမိကောင်းဆွေကောင်းတွေရှိဖို့လို့ဆိုတာဒီအချက်၄ချက်နဲ့ပြည့်လို့ရှိရင်မြတ်စွာဘုရားဒီအချက်၄ချက်နဲ့ပြည့်စုံလို့ရှိရင်မျက်မှောက်ဘဝမှာချမ်းသာကြွယ်ဝနိုင်ပါတယ်ဒါလို့ဟောထားတာအဲ the way to prosperity up ဟုတ် ယူမေးမင်း in this life ဒီဟာ prosperity ရဲ့ဒီလမ်းနေပဲပေါ့ကြီးပါတုတ်တက်မှုအတွက်ဒါကတကယ်ကိုနိလန်းတော့အဲ့တော့ကိုယ့်အကိုချက်လောက်အောင်ကဘုရားဘာသာဖြစ်လို့မဟုတ်ဘူးဒီချက်တွေနဲ့မညီလို့မကြီးပွားတာပြောရမှာတော့နော်ဒီချက်တွေနဲ့ညီမညီပဲကိုယ့်အကိုစစ်ဆေးကြည့်ရဒီချက်တွေနဲ့ညီသလားမညီဘူးလားမညီရင်ညီအောင်လုပ်ဖို့လိုအပ်တယ်ပေါ့ဘုန်းကြီးတို့တွေသိမယ်ဆိုကြည့်လိုက်မယ်ဆိုရင်မြန်မာလူမျိုးအများစုကိုကြည့်လိုက်မယ်ဆိုရင် အရခတံပရာအားနေတာရှိတယ်။နော်အရခတံပရာအလေလွဲ့မရှိအောင်ထိတ်သိမ့်တတ်မှုဟာမရှိခဏိတိမရှိသေးဘူး။ဘာလို့လဲဆိုတော့ဘုံကြီးဆွမ်းကတ်တာတခုတည်းပဲရှိ။စားနိုင်မစားနိုင်မသိဘူးဆွမ်းအပြည့်ထဲ့တယ်။အဲ့ဒီမှာသွန်ပြရတာမနေဘူး။နော်။ဘာလို့လဲဆိုရင် तू ကများများလူပါများများရရတယ်ဆိုတော့လောဘလေးကရှိတယ်။ဘုံကြီးတို့ကိုရီးယားသွားတယ်။ကိုရီးယားသွားတဲ့အခါမှာဒီ ပန်းသီးလေးကိုတစိုက်ဖက်ကတ်တယ်တစ်လုံးလုံးမကတ်ဘူးပြီးဥမာဆိုလို့ရှိရင်လည်းငါပြောသည်တချိုးလောက်ပဲကတ်တယ်ပန်းသီးကတစ်ချမ်းလေးမုံလေးကတစ်ချက်လောက်တဥဆိုတဥစာပဲကတ်တယ်နော်ကော်ဖီဆိုရင်ပကံအပြည့်တော့မှမထည့်ဘူးတဝက်ပဲထည့်အလေးအလွတ်မရှိစေရအဲ့တော့မြန်မာလူမျိုးတွေကြီးပွားတွေ့တဲ့မှုနောက်ကျနေတာဟာအဲ့ဒီအရခသမရမရှိတော့ခဲဥထာဏသမရတော့ရှိလားမရှိလားမသိဘူးညနေကြလို့ရှိရင်တော့ကော်ဖီဆိုင်မှာတော့လူတွေပြည့်နေတာပဲအဲ့ဒါ အဲ့တော့ကြည့်လေဒီအရခတံပရာဆိုတာအမတန်မှအရေးကြီးတာဘုန်းကြီးတို့အကြောင်းနေမှာနေတိုင်းနေတိုင်းဆုံးကြံဟင်းကြံတွန့်ပစ်တာအများကြီးပဲဟမ်ဘုန်းကြီးတို့အကြောင်းပါစကိုင်းပါဆိုရင်ခဏခဏပြောရတယ်ဒီမေယုတ်တိကျော်ပါလာလို့ရှင်မေယုတ်တိကျော်ကိုပခံကြီးနဲ့အပြစ်ထည့်တယ်စားတာတပါးတယ်စားတာတပါးတယ်နော်ဒီမေယုတ်တိကျော်ဆိုတာ စစွန်းသာလေးလောက်ပဲစားနိုင်တဲ့ဟာကိုအပြစ်ထက်တယ်လေဒါကိုးနေရာဖြစ်နေတာကိုပြောပြတာတခြားနေရာတွေလည်းဒီတိုင်းပဲအလေအလွဲ့နေအများကြီးဖြစ်တယ်အာရခတံမာရာမရှိဘူးလို့ပြောကြတယ်ခေါင်းကြီးဒါကမြန်မာလူမျိုးတွေကဒီကြီးပွားထွက်တတ်မှုဟာနောက်ကျနေတာဘယ်သူမှအပြစ်တင်စရာမလိုဘူးနော်လူမျိုးနဲ့ချီပြီးတော့အာရခတံမာရာမရှိဘူးမိန်တိတ်နဲ့မလုပ်ဘူးအမားတွေကလူပြီးပြီးရင်ပြစ်ထားခဲ့တယ်နော်ပြီးပြီလားပြီးရင်ပြစ်ထားဆိုတဲ့လူမျိုးပဲအဲ့ဒါ နောက်တစ်ခါတမဆီဝိတာရောရှိလားဆိုမရှိဘူးဝင်ငွေလေးကတလားကိုတသိန်းသိန်းတာကငါသုံးတာကငါးသိန်းလောက်သုံးတယ်ကျွေးရ၄သိန်းယူတယ်အဲ့ဒါတွေကအများကြီးပဲအဲ့တော့ဒီမြတ်စွာဘုရားရဲ့တရားတော်ကိုလိုက်နာကျင့်ကြံရမယ်ဆိုတာချမ်းသာကြွယ်ဝဖို့ဟောတဲ့တရားကိုလိုက်နာရအောင်နော်အိဋ္ဌဒုက္ခကတော့နိဗ္ဗာန်ရောက်ဖို့ပဲရှိမှာဝိပဿနာကျင့်စဉ်ကတော့နိဗ္ဗာန်ရောက်ဖို့ပဲသွားတာလေစီဝါလုံးတဲ့ဘက်ကိုသွားတာမဟုတ်ဘူး အဲ့တော့မြတ်စွာဘုရားအဆုံးအမကိုဒီဗုဒ္ဓဘာသာမဟုတ်ပေမဲ့လို့မြတ်စွာဘုရားဟောထားတဲ့လမ်းကြောင်းတိုင်းလိုက်တဲ့နိုင်ငံတွေကကြီးပွားတာ။ဘုန်းကြီးတို့အမေရိကမှာတနစ်နေခဲ့တယ်။ဘယ်ဖြူကမှလာပြီးတော့ကျွေးတာငွေးတာမရှိဘူး။နော်။သူတို့ကပြီးတော့စကိုင်းလာတယ်၊သင်တန်းတက်ကြတယ်။ဘုန်းကြီးတို့ဗမာမျက်စိနဲ့ကြည့်မယ်ဆိုဒီလူတွေတော်တော်နှမျောတဲ့လူတွေလို့ထင်တယ်။ နော်ဗမာတွေကဒီပဲလှူတယ်တန်းတယ်ဆိုရင်ဘုန်းကြီးတွေကိုတိမ့်ချီပြီးတော့လှူတယ်စင်ကာပူမလေးရှားသွားကြည့်အဲ့လူတွေလှူလို့ရှိရင်စင်ကာပူဒေါ်လာဆိုရင်2ဒေါ်လာလှူတာရှိတယ်နော်5ဒေါ်လာ3ဒေါ်လာ10ဒေါ်လာဒီလောက်ပဲလှူတာနော်အများကြီးမလှူဘူးသဘောပြောပြတာပြောတာနော်သဘောပြောပြတာဟိုဆိုလိုတာကဟိုမဖြုံးတဲ့သဘောကိုပြောပြတာနော်အတုံးနဲ့အဖြုံးကိုမြန်မာလူမျိုးတွေနားလေသဘောပေါက်တဲ့နေ့ဟာကြီးပွားတဲ့နေ့ဖြစ်ပါပါ ကြီးပွားတဲ့တိတ်ဖြစ်မှာပါမြတ်စွာဘုရားတရားတော်အတိုင်းလိုက်တာကျင့်သုံးမယ်ဆိုလို့ရှိရင်တော့ဖြက်ကပိစသုံးဖို့ထိကဇာနုသောနိတုတ်တိုင်းလိုက်တာကျင့်သုံးဖို့လိုအပ်ပါတယ်ဘုန်းကြီးတို့ဟောပြောဘူးထားတဲ့ဒီမြတ်ဗုဒ္ဓထေတနာနဲ့ယနေ့ခပါဆိုတာမြတ်စွာဘုရားဟောထားတဲ့တရားတော်တွေဟာဒီကိစ္စထီအောင်ခင့်ပိနေတော့မယ်စိတ်နဲ့ပတ်သက်ပြီးတော့လည်းမြတ်စွာဘုရားဟောခဲ့တာပဲနော်မြတ်စွာဘုရားရဲ့ဒီစီးပွားရေး policy လို့ပြောရမှာပေါ့ ီကွန်ဒိုမီလို့ပြောရမှာပဲရသော်ဗျာဒီကိုရှိတဲ့ပစ္စည်းကို၄ပုံပုံတစ်ပုံပဲစားတစ်ပုံကို emergency ထားနှစ်ပုံကိုအတိုးပွားနဲ့ဖြစ်အောင်ကြိုးစားလို့ဒီလိုဟောထားတာပဲလေဟာအဲ့ဒီတိုင်လောက်သလားမလောက်ဘူးလားပဲတော့ဟိုနိုင်ငံသားမှာကြီးပွားတုတ်တဲ့လူတွေကတော်တော်စနစ်ရှိတာတော်တော်စနစ်ရှိတယ်အမှန်တမ်းအစနစ်ရှိတယ် အသေးဖွဲလေးတွေကဆဒီပြည်လူတွေမကြည့်နဲ့လေကိုယ်တိုင်ကလာပြီးတော့အလုံးလုံးနေတဲ့အရင်တော့အိန္ဒိယနိုင်ငံတွေကြီးပေါ့မြန်မာတွေလည်းပြောနေကြတာပါတဲ့ဘသူလိုရှာရမလဲတရုတ်လိုရှာကလားလိုသုံးဗမာလိုမဖြုံးနဲ့ကဲအဲ့ဒါပါပဲလို့ဒါမှတ်ပါတော့ ဗမာပြည်ကြီးခေကြခေအောက်ကြနောက်ကြဖြစ်နေတာဘသူ့မှာဗလိမ်မလုပ်ပါနဲ့နော်ဘသူ့မှာဗလိမ်မလုပ်ပါနဲ့အဲ့ဒီခါတွေကိုဖြောက်ဝင်ဆုံးလို့ရှိရင်တော့ဖြစ်ပါတယ်အဲ့ဒီလမ်းစဉ်ကိုပြင်ဖို့ပဲလူတိုင်းပြင်ရမှာဘသူတွေပြင်ရမှာလူတိုင်းလူတိုင်း individual အိမ်တိုင်းအိမ်တိုင်းကပြင်ရမှာဖြစ်ပါတယ်နော်အိမ်တိုင်းအိမ်တိုင်းကပြင်ရအဲ့တော့ဒီမြန်မာပြည်သူတို့ဒီဗုဒ္ဓဘာသာကိုလိုက်နာကျင့်ကြံကြပြီဆိုရင်ဆိုတာချမ်းသာကြွယ်ဝဖို့အတွက် ဟိုကံတခုတည်းကိုအာကိုးနေလို့မရပါဘူးเนาะချမ်းသာတွေ့ဝါတာတွေကကံဆိုတာကအချိန်ကြမှအကျိုးပေးလို့ရတာပါကံဆိုတာကကိုယ့်ဟာကိုယ်ကောင်းအောင်လုပ်ပြီးတော့အများကိုကြိုးရှိတဲ့အလုပ်လုပ်တာကောင်းမြတ်တဲ့စိတ်တွေထားပြီးတော့လုပ်တာဒါကတလန်းပဲအဲ့တော့စီးပွားရေးတွတ်တက်အောင်လုပ်တဲ့လမ်းကတလန်းပဲအဲ့ဒါကြောင့်မို့လို့ဒီပြစ်မှတ်တော့ဘုရားခံရှာတာမလွဲကြပါစေနဲ့ပေါ့เนาะအမြင်မှန်ကြပါစေပါပဲအဲ့ဒါ